ားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျောင်းဝါ channel နေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ခမင်းကြော်နီးတွေအများကြီးတဲ့အမှာအရင်မိုက်တဲ့ recipe လေးတစ်ခုကိုပြောပြပါမယ်အဲ့ဒါတော့လောင်ကမ်းမခမင်းကြော်ပဲဖြစ်ပါတယ်တရုတ်ပြည်ရဲ့အိမ်တိုင်းလိုလိုစောင့်ထားလေးရှိကြတယ်လောင်ကမ်းမအနှစ်နဲ့ခမင်းကြော်ကဘယ်လိုလဲဆိုတာကိုတော့ဗီဒီယိုလေးမှာဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာ မင်းကျော်ကိုကြက်သားနဲ့ပစုံထည့်ကျော်มาဖြစ်တဲ့အတွက်ကြက်သားကိုအရင်ဆုံးရေးစေးပါမယ်ရေးစေးပြီးသွားရင်တော့အတုံးသေးသေးလေးလှီထားပါမယ်နှမင်းကျော်တွေကိုထည့်ကျော်มาဖြစ်တဲ့အတွက်အကျက်မြင်အောင်လို့တုံးသေးသေးလေးတုံးပြီးသွားရင်နှုတ်နှုတ်ပါဆင်းထားပါမယ်ခင်ဗျာပစုံတော့ရေးတိချဆေးပါမယ်ပြီးရင်ပစုံကောင်းနေဖေးထားပြီးတော့ကိုလုံးကိုအခွန်ချွတ်ထားပါမယ်နှမင်းကျော်တွေကိုပစုံတို့ကြက်သားတို့ထည့်ကျော်တာတော့ကိုယ်စိတ်ချိုက်ပမာဏထည့်ပြီးတော့ကျော်နိုင်ပါတယ် ချက်သွမ်းမိတ်ကိုလည်းရေသေးချာဆေးပြီးတော့ပပလေးလီးထားပါပဲ။ချက်ဥကြောင်းတော့တစောင်းလေးတွေပပလီးထားပါမယ်။ကျက်သွံပြူဦးကြီးငားမွာ6မွာလောက်ကိုတော့တပြားရိုက်ပြီးတော့နှုတ်နှုတ်ပြင်ဆင်ထားပါမယ်။ ကျဲဦးနှလုံးကိုပကံထဲကိုဖောက်ထည့်ပြီးတော့အကောင်အနှစ်ကိုရောခလောက်ထားပါမယ်။ခမင်းကျော်နဲ့ရောကျော်ဖို့အတွက်ကလောင်ကမ်းမငရုတ်ဒီအနှစ်ကိုသုံးပြပါမယ်။လောင်ကမ်းမငရုတ်ဒီအနှစ်ကအရသာ16မျိုးလောက်ရှိပြီးတော့အခုခမင်းကျော်အတွက်ကကြက်သားငရုတ်ဒီအနှစ်ကိုသုံးမှာဖြစ်ပါတယ်။သူ့အရသာ ထုံထုံမှွှဲမှွှဲလေးနဲ့မာလာအရသာနဲ့အတော်လေးစင်ပါတယ်။ ထမင်းကြော်ဖို့အတွက်ထမင်းကတော့ညသိပ်ထမင်းကိုသုံးပြီးပို့ပြီးတော့ကောက်ပါတယ်။ကျွန်တော်ကတော့ထမင်းကြော်ဖို့ထမင်းကိုညတဲ့အကျိုးပြီးတော့ချက်ထားလိုက်ပါတယ်။အခုပါဝင်ပစ္စည်းတွေအကုန်လုံးပြင်ဆင်ပြီးသွားပြီဖြစ်တဲ့အတွက်ထမင်းကြော်စပြီးတော့ကြော်ပါတော့မယ်ခင်ဗျာ။ပထမဆုံးအိုးတဲ့ကိုစီထည့်ပြီးတော့အပူပေးလိုက်ပါမယ်။အိုးပူလာပြီဆိုလို့ရှိရင်တော့ကြက်တုပ်ပြူကိုထည့်ပြီးတော့စီတတ်ပါမယ်။ ကြက်သွန်ပြူကိုစီအရန်ပူမှထည့်တာထက်အိုးပူတွေကစားထည့်ပြီးတော့စီကြိုတက်မယ်ဆိုရင်တော့ပူပြီးတော့မှုေးပါတယ်ကြက်သွန်ပြူကိုအနယ်လေးမှုေးပြီးတော့နားလေးကျွတ်လာတဲ့အထိစီတက်ပေးပါမယ်ခုလိုမျိုးနားလေးကျွတ်လာပြီဆိုရင်တော့နှုတ်နှုတ်ဆင်းထားတဲ့ကြက်သားကိုထည့်လိုက်ပါမယ်အင်းချက်အရက်ကိုထမင်းစားစွန်းနဲ့သစွန်းထည့်ပါမယ်ပြီးရင်တော့ကြက်သားကိုအသားလေးတင်းပြီးတော့ကြက်သွားတဲ့အထိကြော်ပြီးပါမယ်ကြက်သားလေးကဖြူလာပြီးတော့သားလေးကြက်စားပြူလာပြီဆိုရင်တော့ပြီးထားတဲ့ကြက်ဥချောင်းကိုထည့်လိုက်ပါမယ် ပြီးရင်တော့ကြက်သားနဲ့ကြက်ဥကြောင်ကိုဆက်ပြီးတော့ကြော်ပေးပါမယ်။ကြက်သားနဲ့ကြက်ဥကြောင်ကိုတမိနစ်လောက်ကြော်ပြီးပြီဆိုရင်တော့ပစုံကိုထည့်ပါမယ်။ပြီးရင်တော့ပစုံလေးတွေရဲပြီးတော့ကွေးလာတဲ့အထိဆက်ပြီးတော့ကြော်ပေးပါမယ်။ ခုလိုမျိုးပစုံလေးတွေကရေးပြီးတော့ကြက်စပြူလာပြီဆိုရင်တော့ခလောက်ထားတဲ့ကြက်ဦးကိုလောင်းထည့်လိုက်ပါမယ်။မီးပူချိန်နဲ့ကြက်ကြက်သွားအောင်လို့ခဏလေးစောင့်ပေးပါမယ်။ကြက်ဦးကြက်စပြူပြီဆိုရင်တော့အကုန်လုံးတမအောင်မှွေပြီးတော့ကြော်ပေးလိုက်ပါမယ်ခင်ဗျာ။ကြက်ဦးလေးတွေကလည်းကြီးသွားပြီးတော့အကုန်လုံးကိုလည်းတမသွားတဲ့အထိမှွေလိုက်ပြီးတော့ထမင်းကိုထည့်ပါမယ်။ပင်းငယ်ပြားကြီးအကြီးကိုထမင်းစားစုံနဲ့သစွန်းခွဲထည့်ပါမယ်။ပင်းငယ်ပြားကြီးအကြီးကိုအချိုအရသာနဲ့အရောင်အတွက်ထည့်တာဖြစ်လို့ ကိုကျော်တဲ့ထမင်းပမာဏပေါ်မူတည်ပြီးတော့ပန်းခက်ပြားရဲ့အချီကိုအတိုးအလျှော့လုပ်နိုင်ပါတယ်။ပြီးရင်တော့တမအောင်ကွေပြီးတော့ကြော်ပေးပါမယ်ခင်ဗျာ။ထည့်ထားတဲ့ပန်းခက်ပြားရဲ့အချီလေးထမင်းနဲ့နှံ့သွားအောင်ကွေကြော်ပြီးသွားရင်တော့လောင်ကမ်းမအနှစ်ကိုထည့်ပါမယ်။ပြီးရင်တော့အနှစ်ရဲ့ထမင်းရဲ့ပါဝင်ပစ္စည်းတွေတေချာနှံ့ပြီးတော့တမသွားအောင်လို့ကြော်ပေးပါမယ်။အနှစ်မှာအငံအဆက်အထုပ်အရသာတွေပါဝင်ပြီးသားမဟုတ်လို့ နှစ်သုံးတာများတယ်ဆိုရင်တော့စားဟင်းရွက်မုန့်စတာတွေထပ်ထည့်စီရမလို့တော့အရာသာပြည့်စုံပါတယ်။ကဲလို့အထုံဆက်သိမ့်မစားလို့အနှစ်ကို short ထည့်တာဖြစ်ဖြစ်ကိုကအရာသာပို့ပြီးတော့လေးလေးလေးကြိုက်တာမျိုးဆိုရင်တော့ခမင်းကြော်တယ်ကိုစားအနည်းငယ်ထပ်ထည့်ပြီးတော့ကြောနိုင်ပါတယ်ခင်ဗျာ။ကြော်နေနေခုလိုမျိုးဝေးရတယ်လို့ဖြစ်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 အတန်းလေးတွေစကြပြီးဆိုရင်တော့ခမင်းကြော်ကရပါပြီ။နေငယ်မှုေလိုက်ပြီးတော့ပြီးထားတဲ့ကြက်တုံမိတ်ကိုလောင်းထည့်လိုက်ပါမယ်။ ီးရင်တော့ကြက်သွင်းမိတ်တွေခမင်းကြော်ထဲမှာနှံ့သွားအောင်လို့တေချာလေးမှွေလိုက်ပါမယ်။တေချာနှံ့အောင်မှွေပြီးသွားပြီဆိုရင်တော့အရှာသာရှိပြီးတော့မာလာနယ်လေးမှွေးကြိုင်နေတယ်။လောင်ကမ်းမခမင်းကြော်ကရပြီပဲဖြစ်ပါတယ်။ခမင်းကြော်ကပူပူလေးစားမှကောင်းတယ်မို့လို့ချက်ချင်းပဲခတ်လိုက်ပါပြီခင်ဗျာ။မြုပ်သီးအဆက်နဲ့ဥမာမီအရသာပေါင်းဆက်ထားတဲ့လောင်ကမ်းမမြုပ်သီးအနှစ်ကထူးခြားပြီးတော့စားချင်စရာကောင်းတဲ့အတွက် အဲ့ငရုတ်ဒီအနှစ်နဲ့ကြော်ထားတဲ့လောင်ကမ်းမထမင်းကြော်ကလည်းအတော်လေးကိုလူကြိုက်များပါတယ်ပက်ရှူးထမင်းကြော်မာလာထမင်းကြော်တို့နဲ့ပုံစံစီပေမဲ့ငရုတ်ဒီအနှစ်ရဲ့မွေးတဲ့အနှက်နဲ့အရမ်းမထုံတဲ့ခက်ဆက်ဆက်ခက်ပူပူအရသာလေးကတလုံးစားပြီးတော့ရင်ရှာပေါ်မှာဆွဲကြံလောက်တဲ့အထိစားကောင်းတာပါတယ်ဒီနေရာမှာတရုတ်ပြည်တပြည်လုံးသာမကပဲတကဘာလုံးကပါကြိုက်ပြီးတော့ စားကြတဲ့လောင်ကမ်းမဆိုတာဗာလေဘလို့ဖြစ်လာတယ်ဆိုတဲ့အကြောင်းလေးကိုဘဟုသုတအနေနဲ့နည်းနည်းလေးပြောပြချင်ပါတယ်ခင်ဗျာ1984ခုနှစ်မှာထောင်းဝါပိဆိုတဲ့အမျိုးသမီးကတရုတ်ပြည်ကွေကျုံမြို့ကသူမရဲ့မြို့ငယ်လေးမှာခေါက်ဆွဲဆိုင်ဖွင့်ထားရင်းနဲ့သူကိုယ်တိုင်ထွင်ထားခဲ့တဲ့ငရုတ်တိအနှစ်ကိုချက်တဲ့ဟင်းလိုက်မှာထည့်ပြီးတော့ချက်ပါတယ်အဲ့လိုနဲ့နောက်9နှစ်အကြာ1989မှာတော့ကွေရန်ကွေကျုံမှာရှိတဲ့သူမရဲ့ခေါက်ဆွဲဆိုင်ဟာနာမည်ဆပြီးတော့ကြီးလာခဲ့ပါတယ် 1990မှာတော့သူမသူမရေဆိုင်ရဲ့ငရုတ်သီးအနှစ်နာမည်ကြီးတော့သတိပြုမိပြီးတော့ခေါက်ဆွဲဆိုင်ရနေလောင်ကမ်းမအနှစ်ပြီးတဲ့ရောင်းတဲ့ဆိုင်အဖြစ်ကိုပြောင်းလဲခဲ့ပါတယ်1994မှာတော့သူမမြူနီစပယ်ကနေအိမ်နှလုံးနှားပြီးတော့ဝင်နှန်းအယောက်40နဲ့သူမရေငရုတ်သီးအနှစ်ဆက်ရောအဖြစ်ကိုစပြီးတော့တည်ထောင်ခဲ့ပါတယ်နောက်နှစ်နှစ်အကြာ1996မှာတော့တရုတ်ပြည်တပီလောကလောင်ကမ်းမမပိုင်းထမင်းစားမှုဖြစ်တဲ့အထိလောင်ကမ်းမအနှစ်ကနိုင်ငံအတွင်းမှာကြော်ကြားလာပါတော့တယ် အဲ့ဒါကြောင့်လောင်ကမ်းမထုတ်လို့မှုဖြတ်ပြီးတော့တိုးချဲ့လိုက်တဲ့အတွက်1998ခုနှစ်မှာတော့ကုမ္ပဏီတည်ထောင်တဲ့အထိဖြစ်လာပြီးတော့နေ့စဉ်ပလင်းပေါင်း1.3တန်းအထိရောင်းချပြီးကမ္ဘာအနှက်ဖြန့်ချီတဲ့အထိဖြစ်လာခဲ့ပါတယ်။အခုဆိုရင်တော့မြို့ငယ်လေးကစတင်လိုက်တဲ့စီးပွားရေးကလောင်ကမ်းမကုမ္ပဏီဖြစ်တဲ့အထိကိုရောက်လာပြီးတော့ချမ်းသာကြွယ်ဝမှုဟာလည်း1.3ဘီလီယံဒေါ်လာအထိကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။အခုဆိုရင်တော့လောင်ကမ်းမအကြောင်းကိုလောင်ကမ်းမနဲ့ကြော်တဲ့ထမင်းကြော်နီလေးကိုပါတေချာလေးပြောပြပေးပြီးပို့လို့ဗီဒီယိုလေးကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာ။ ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများ၏တင်ပါတယ်။အခုလိုမျိုးအရသာရှိတဲ့ခင်းချက်ဒီမုတ်လုံးကြီးတွေကိုအပတ်စဉ်တနင်္လာပုတ်တခုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးသွားမှာမဟုတ်လို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်။ Bye bye ။